မေလ9ရက်နေ့မှာရရှိထားတဲ့ငလင်နောက်ဆက်တွဲသတင်းတွေနဲ့နောက်ဆုံးရထူးခြားတဲ့သတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းတောင်မဟုတ်ဝေကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်ကဲ့ပါမဟုတ်ရေဒီကနေ့မေလ9ရက်နေ့မှာငလင်းနဲ့ပတ်သက်ပြီးတော့ဒီနောက်ဆုံးရအချက်အလက်တွေရှင်ပြောပြပေးပါဦးရှင် အော်ဟုတ်ကဲ့ပါဒီငလင်းလုတ်ခတ်ပြီးပေါ့နော်တလားကြော်ကြာလာတဲ့ဒီနေ့အာမီလောက်9ရက်နေ့ထီပေါ့နော် DBB ကကောက်ယူရရှိထားတဲ့ဆင်းတွေရဆိုလို့ရှိရင်ငလင်းမှာတည်ဆုံးသူဟာ4484ယောက်ထိရှိလာပြီးတော့ပေါ့နော်ထိခိုက်ဒဏ်ရာရရှိသူကတော့11366ယောက်ထိရှိလာပြီးဖြစ်ပါတယ်အဒီငလင်းတင့်သူကမြန်မာနိုင်ငံမှာဆိုရင်1.4မီလီယံယောက်ထိရှိခဲ့ပြီးတော့နေအဆောက်အုံပေါင်းကတော့9500ကျော်လောက်ထိခိုက်ပျက်စီးခဲ့ရပါတယ်ဒီဘာသာရေးအဆောက်အုံတွေလမ်းတရတွေနဲ့ဒီစေယုံစေကံပျက်စီးမှုစုစုပေါင်းဟာအမေရိကန်ဒေါ်လာ1.9ဘီလီယံ လောက်ထိရှိခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါငလင်းနောက်ဆက်တွဲအခြေအနေတွေကိုလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါငလင်းလောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်မနေ့ကပေါ့နော်ဒီမေလ6ရက်နေ့ညပိုင်းမှာဒီရန်ကုန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်း2ကြိမ်ပေါ့နော်အင်အားအသင်းသင်းရှိတဲ့ငလင်း2ကြိမ်လှုပ်ခတ်ခဲ့ပါတယ်အဒီအတွက်ကြောင့်ပေါ့နော်ညဘက်မှာလှုပ်ခတ်ခဲ့တာလည်းဖြစ်တဲ့အတွက်ကြောင့်ဒီအထက်မြင့်တိုက်ခန်းတွေမှာနေတဲ့ပြည်သူတွေဟာဆိုရင် ထိတ်လန့်တကြီးနေပေါ့နော်အောက်ကိုပြင်းစင်ခဲ့တဲ့ဖြစ်ရပ်တွေလည်းဖြစ်ခဲ့ပါတယ်ဒီမြန်မာစံတော်ချိန်ဒီည10:55မိနစ်အချိန်လောက်မှာပေါ့နော်ဒီ Richards K 2.9အဆင့်ရှိတဲ့ငလျင်တကြိမ်နဲ့ဒီ3.9အဆင့်ရှိတဲ့ငလျင်တကြိမ်ပေါ့နော်စုပေါင်း2ကြိမ်လောက်ခတ်ခဲ့ပြီးတော့ဒီအာဒီတိုက်တန်းတွေမှာရှိရဲအထက်မြေတိုက်ခန်းတွေမှာရှိရဲပြည်သူတွေကကြောက်လန့်တဲ့အတွက်ကြောင့်ပေါ့နော်ညာလုံးပေါက်ဒီအောက်မှာပဲမြေပြင်မှာပဲနေပြီးတော့ ဟိုနေခဲ့ရတယ်ဒီတိုက်ပေါ်ကိုပြန်မတက်ဘူးဆိုတဲ့ဖြစ်ရက်တွေလည်းရှိခဲ့ပါတယ်ရှင်ဟုတ်နောက်တစ်ခုကတော့ဒီမန္တလေးမှာပါမန္တလေးမှာတော့ဒီ Sky Villa ပြိုကျောင်းမှုကနေပြီးတော့ဒီကနေ့မှာပဲဒီအမျိုးသမီးဓာတ်ပေါ်တွေတစ်ခုကိုပေါ့နော်တွေ့ရှိခဲ့တယ်ဆဲထုတ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ဒီကနေ့အထိဆိုလို့ရှိရင်ဒီပြိုကျောင်းအပြီးနောက်နေ့ပေါ့နော် match လ29ရက်နေ့နောက်ပိုင်းကနေပြီးတော့ဆဲထုတ်နိုင်ခဲ့တဲ့ဒီသေဆုံးသူရုပ်လောင်းပေါင်းဟာ100ကျော်အထိရှိလာပြီဖြစ်ပါတယ်ဒီ Sky Villa ပြိုကျောင်းမှုကနေပြီးတော့အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့သူဟာဒီနေ့အထိ52ယောက်ပဲရှိခဲ့ တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်ထပ်ဒီတိုက်ပွဲသတင်းနဲ့ဒီထူးခြားတဲ့သတင်းတွေရှင်လည်းပြောပြပေးပါဦးရှင် ဟုတ်တိုက်ပွဲသတင်းဆိုလို့ရှိရင်တော့ဒီမနေ့ကပေါ့နော်မေလ6ရက်နေ့အာနေ့လယ်ပိုင်းကစပြီးတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တဲကိုဒီလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ပြည်သူ၃ဦးသေဆုံးပြီးတော့9ရောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အော်နောက်တစ်ခုကတော့ဒီပခုတ်ကူနယ်မြိုင်ဆက်မှာရှိတဲ့ခြေရာတွေကိုစစ်ကောင်စီကဒီမြေပြင်ကနေလည်းစစ်ကြောင်းထိုးတယ်။နောက်လေကြောင်းကနေလည်းဆက်တက်လေထီအင်းနဲ့အချင်းချင်းပုံကျဲတိုက်ခိုက်နေတယ်လို့လည်းသိရပါဗျရှင်။အော်နောက်တစ်ခုကတော့ဒီကနေ့မနက်မနက်9နာရီလောက်မှာပေါ့နော်တင်နာရီတိုင်းထဲမှာရှိတဲ့ဒဝဲမြို့အဝင်တရားပေါ့နော်ဒီပေါက်တိုင်းတရား ားမှာစစ်ကောင်စီနဲ့ဒေတာရင်းဒီကောက်ွယ်တပ်ဖွဲ့တွေအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့သိရပါဗျ။အာဒီအိုက်ပေါတိုင်းတရားမှာရှိရဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဂိတ်ကိုပေါ့နော်ဒီတိုက်ခိုက်ခံရတဲ့အတွက်ကြောင့်အခုလိုနှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တာလို့သိရပါဗျ။အာနောက်တစ်ခုကတော့ဒီငလျင်လှုပ်ခတ်အပြီးပေါ့နော်စစ်ကောင်စီကယာယီပြစ်ခတ်ရစဲမယ်ဒီလူသားဆန္ဒတွေလှုပ်ဖို့အတွက်ယာယီပြစ်ခတ်ရစဲမယ်လို့ကြေညာထားခဲ့တာရှိပါတယ်။ဒါပေမဲ့အဲ့ဒီကြေညာပြီးပေါ့နော်ဒီကနေ့ချိန်ထိဆိုလို့ရှိရင်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတာဒီလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေကိုဇက်တိုက်အချိန်ချင်းပြုလုပ်နေခဲ့တာပါ။ဒီ တိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကနေ့မေလ9ရက်နေ့အထိပေါ့နော်တိုက်ခိုက်မှုအကြိမ်ကြီးပေါင်း916ကြိမ်အထိပြုလုပ်ခဲ့ပါတယ်အဲ့ဒါကဒီယာယီအပြစ်ခက်ရစဲပြီးတော့ကျင်ညာပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအကြိမ်ပေါင်း380ကျော်ရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ဒီအပြစ်မဲ့ပြည်သူပေါင်းနောက်ပြည်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်ပေါင်းပေါ့နော်342ဦးထပ်မင်းနဲ့ထိခိုက်တိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။အော်ဒဏ်ရာရရှိသူကတော့695ဦးထပ်မင်းနဲ့ရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဒီတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်အခုနောက်ပိုင်းမှာပေါ့နော်စစ်ကောင်စီကဒီလေကြောင်းကနေပြီးတော့တော်လိုင်း ဒီဒေတာကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတယ်။နောက်တိုင်းသားတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပို့ပို့ပြီးတော့လေကြောင်းကနေတိုက်ခိုက်တာကိုဟိုတွေ့ခဲ့ရပါတယ်ဗောနော်။အခုအထူးသဖြင့်ဆိုလို့ရှိရင်ဒီတန်းမျိုးသားလူမျိုးရေးတပ်မတော်ရှိရဲ့ TNL ထိန်းချုပ်ရာဒေတာတွေကိုဇက်တိုက်ပုံကျဲနေခဲ့တာဗောနော်။ဒီပြီးခဲ့တဲ့ April 28ရက်နေ့29ရက်နေ့မှာဆိုလို့ရှိရင်ဒီပလောင်ပြည်နယ်လူမျိုးရေးတပ်ဦးနဲ့ဟိုစစ်ကောင်စီတို့ကဒီတရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့အတူဗောနော်။ကုမင်းမြို့မှာတွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံမှုကနေပြီးတော့ရာလတ်တီအဖြေတွေမထွက်ခဲ့ဘဲနဲ့ဇက်တိုက်ပဲဗောနော်။ဒီအာ DNA တွေထိချုပ်ရဖြစ်တဲ့မိုးကုတ်နောင်ချိုကြောင်မဲမျိုးတွေကိုဇက်တိုက်ဘုံကျဲနေတာတွေကိုဇက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမဝေရေးခုလို့ပြောပြပြီးတာကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါကတော့ငလင်နောက်ဆက်တွဲသတင်းတွေတိုက်ပွဲသတင်းတွေနဲ့ထူးခြားတဲ့သတင်းတွေအကြောင်းကိုဒါရိုက်ဆက်သွယ်မေးမြန်းခဲ့တာပါဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်